ကမ္ဘာရွှေကောင်စီကရွှေဈေးအလားအလာတောက်ပနေသေးတယ်လို့ပြောပါတယ်များစွာသောအချက်များမှကမ္ဘာရွှေကောင်စီ၏ပြောကြားချက်အရမက်စလာတွင် ရွှေဈေးသည်တအောင်စလျင်3115ဒေါ်လာအထိမြင့်တက်ခဲ့ပြီးဒေါ်လာတန်ဖိုးအားနည်းမှုနှင့်ပထဝီနိုင်ငံရေးဆိုင်ရာဘေးအန္တရာယ်များကြောင့်6.9ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ရေတိုအန္တရာယ်များရှိတော်လဲပံ့ပိုးပြီးအချက်များစွာကြောင့်လမ်းကြောင်းသည်တောက်ပနေသေးကြောင်းထောက်ပြသည် ကဘာရွှေကောင်စီကမက်လာတွင်ကဘာရွှေဈေးစံချိန်တည်တင်ခဲ့ကြောင်းသိရသည်။အောင်စောက်ကို315ဒေါ်လာဖြင့်ပိတ်ခဲ့ပြီးရခင်လာက6.9ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ကဘာရွှေကောင်စီ၏နောက်ဆုံးအစီရင်ခံစာအရရွှေဈေးတက်လာအောင်တွန်းအားပေးရတဲ့အဓိကအကြောင်းရင်းကတော့အမေရိကန်ဒေါ်လာဈေးကျဆင်းခြင်းပါပဲအထူးသဖြင့်ယူရိုငွေတန်ဖိုးတက်ခြင်းနှင့်သွင်းကုန်အောက်ခွန်ဆိုင်ရာစိုးရိမ်မှုများကြောင့်ပထဝီဝင်နိုင်ငံရေးအနေအထားများတိုးလာခြင်းဖြစ်သည် ကမ္ဘာရွှေကောင်စီကမက်လာတွင်ကမ္ဘာရွှေဈေးစံချိန်တည်တင်ခဲ့ကြောင်းသိရသည်။အောင်စောက်ကို315ဒေါ်လာဖြင့်ပိတ်ခဲ့ပြီး ရခိုင်လက6.9ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ကမ္ဘာရွှေကောင်စီ၏နောက်ဆုံးအစီရင်ခံစာအရရွှေဈေးတက်လာအောင်တွန်းအားပေးရတဲ့အဓိကအကြောင်းရင်းကတော့အမေရိကန်ဒေါ်လာဈေးကျဆင်းခြင်းပါပဲ။အထူးသဖြင့်ယူရိုငွေတန်ဖိုးတက်ခြင်းနှင့်သွင်းကုန်အောက်ခွန်ဆိုင်ရာစိုးရိမ်မှုများကြောင့်ပထဝီဝင်နိုင်ငံရေးအနေအထားများတိုးလာခြင်းဖြစ်သည်။ ကဘာရွှေကောင်စီကလက်ရှိအခြေအနေသည်ရွှေဈေးနှုန်းများထက်မှန်တိုးမြင့်လာစေရန်ဆက်လက်ပံ့ပိုးပေးနေသည်ဟုဆိုသည့်အောက်ပါအချက်များနှင့်အတူတန်ငွေကြေးဖောင်းပွားမှုမြင်မာခြင်းနှင့်စီးပွားရေးနှေးကွေးခြင်း stagflation ဆိုလိုသည်မှာ အတိုးနှုန်းများသည်ယခုမှစ၍တိုးလာပွဲမရှိဟုဆိုလိုသည့် American စီးပွားရေး၏ထင်ပေါ်ကျော်ကြားမှုကျဆင်းလာခြင်းကြောင့် American ဒေါ်လာသည်အားပျော့သွားပွဲရှိသည်